လာမယ့်ရန်ကုန်တကြံမန္တလေးဆောက်လုပ်ခွင့်ပြုခြင်းအပေါ်စီကံချက်များအများပြည်သူသိရှိနိုင်မှုအတွက်သတင်းစာရှင်းလင်းပွဲတရက်ကိုတိုင်းဒေသကြီးအစိုးရကအေဗလာ၂ရက်နေ့ညနေ၄နာရီကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှပြုလုပ်ခဲ့ပါတယ်။ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကလာမယ့်ရန်ကုန်တကြံနဲ့ပတ်သက်ပြီးဆောင်ရွက်မယ့်အစီအစဉ်များကိုသတင်းစာရှင်းလင်းပွဲမှာအခုလိုပြောခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ ဆက်တဲ့နေ့ပေါင်းကိုနှုတ်ဆက်ပြီးမြင့်တဲ့ပုံစံနိုင်ကုန်တယ်။ဒီမှာရိုးရာရှိခြင်းကိုဆင်ပါတယ်။ပြီးသိဆောင်ရွက်နိုင်ဖို့အတွက်ကျွန်တော်တို့ဒီချန်ပွဲတော်မှာကျွန်တော်တို့မှာမျိုးတွေမှာနိုင်ငံနိုင်ငံသားတွေအတွက်အထူးကိုအလေးမြတ်ထားရတယ်။ဒါချန်ပွဲတော်ကြီးဖြစ်ပါတယ်။ဒီရင်းသွေးပွဲတော်ကြီးမှာနေ့ပေါင်းကိုရင်းနဲ့ကျွန်တော်တို့စီးကြပြီးနေ့တွေကိုကျွန်တော်တို့ပြုစုကြတော့ နှစ်ဟောင်းကိုကျွန်တော်တို့သင်္ကန်းစာထုတ်ယူပြီးနှစ်တည်းမှာကျွန်တော်တို့နိုင်ငံတော်ကြီးထူထောင်နိုင်ရေးအတွက်ထောက်နေတဲ့အကြံဉာဏ်တွေနဲ့ကျွန်တော်တို့ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ဟောင်းနိုင်ကြဖို့ဆိုရယ်ရည်ရွယ်ချက်တွေနဲ့ကျွန်တော်တို့ဒီမှာကျန်တယ်ဖက်ကြကြဖြစ်ပါဒီနေရာမှာအမှားကြလာတဲ့အခါမှာအမှန်ဖြစ်နေတဲ့အခြေအနေမျိုးကြီးရှိတယ်ဘယ်လိုလဲဆိုတော့အကြံကိုရေးစုပြီးပတ်ကြရတာပတ်စံစုပြီးထည့်ဝင်ပြီးတော့အကြံခံတဲ့ကိုတွန့်ချက်ဆောင်ရွက်ရင်းရတယ် ကြံမတ်တက်တွေဟာတနည်းကိုမနသိပြရမယ်မနကောင်းပြရမယ်ဆိုတော့အချိန်အနည်းမျိုးနဲ့လက်မှတ်ရောင်းတဲ့ပုံစံမျိုးတွေအချိန်အချက်အားတွေရလာခဲ့ပါဒါကတဖြည်းဖြည်းရွှေ့လျားလာပထမတကယ်ချင်းတွေအချင်းချင်းစုပြီးပတ်ဖို့ဝေစုကြနောက်ပိုင်းကျတော့ဝေစုရင်းနဲ့အားလုံးများများပါဝင်နိုင်ရင်ကျယ်ကျယ်ပြန့်ပြန့်ပို့ထုတ်နိုင်မှာပဲဆိုပြီးတော့တက်ဖက်တွေရောင်းပြီးတော့ဒီအချိန်ကြီးတွေတစ်ဆင့်နောက်ပိုင်းမှာမျိုးဖြစ်လာတယ် စီးပွားပြည့်အကြံမှန်တဲ့အောင်းတို့ဖြစ်လာလို့ရှိဒီရင်ကျွန်တော်တို့ဒီအစိုးရအဖွဲ့အစည်းအဝေးကိုလိုက်ကျွန်တော်တို့ဘလောက်ပြပါမယ်အဲ့ဒီအတွက်ဘန်းတဲ့ချပေးပါဆိုတဲ့အချိန်ကြီးမျိုးတွေတည်းကျွန်တော်တို့တုံ့ဆုံးပြတ်ကျွန်တော်ကိုယ်တိုင်ကြုံနေရတဲ့အချိန်ကြီးတွေရှိအကြောင်းကိုကျွန်တော်ကဒီအချိန်ကြီးလေးအားလုံးပေါ်မှာကျွန်တော်တို့ရန်ကုန်မြို့ရဲ့မဟာစံပွဲတော်အစီအစဉ်ကိုရည်ကြီးမှုနဲ့ဒီဆောင်ရွက်နိုင်ဖို့ ီးပွားဖြစ်ဆောင်ရနိုင်တဲ့ဘတ်ဂျက်တွေကိုကျွန်တော်တို့ပြီးတော့ဒီအပြင်ဒီကာလဟာအန်ယူရဲ့အရေးမှုကြီးများကြီးပြမှုတွေကာလဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကျမ်းမာရေးရှုတော်ဘက်ကကြည့်မယ်ဆိုရင်လည်းဒါအလျင်ရှိပါတယ်။အားကြောင့်လဲဆိုတော့ဒီရောင်ကြီးသိမှုတွေကိုကျွန်တော်တို့ဒီလူလူတွေကရေနဲ့ပုံပြီးစိုးရတဲ့အခြေအနေတွေကိုခံစားရနိုင်တဲ့အခြေအနေတွေရှိပါတယ်။ကျမ်းမာရေးပညာရှင်တွေရဲ့ဒီအခြေချက်တွေလည်းရှိပါတယ်။ ိုးလေဝသပညာရှင်တွေရဲ့အတိပေးမှုတွေအပေါ်ကနေကျွန်တော်တို့နိုင်ငံမှာရေရှားပေါင်းအခြေအနေတည်ရက်ကကျွန်တော်တို့ကြုံနိုင်ပါတယ်ဒီအတွက်လည်းတတ်မှတ်ထားတဲ့အချိန်ကာလတွေအတွင်းမှာပဲရေကစားကြဖို့နဲ့တကယ်ကိုဓာတ်ဒီဥအလွန်အလွန်ပူပြင်းတဲ့အခြေအနေမှာရေကစားမှုရှောင်ကြဉ်ပြီးတော့ကျွန်တော်တို့ပျော်ပွဲရွှေပွဲလေးတွေတကယ်ကိုဖြောပြေးမှုလေးတွေရှိမှာအရေးအပါသာရှိတဲ့နေရာလေးတွေရတယ်ကျွန်တော်တို့ပြည်သူတွေပျော်ပျော်ရွှင်ရွှင် ကျမ်းမှာပါနဲ့တချံပွဲတော့ကျွန်တော်ဖြတ်တန်းစီချင်ပါအဲ့ဒီသတင်းသာရှင်းလင်းပွဲမှာကရင်တိုင်းရင်းသားရဲ့အဝင်ကြီးနော်ပန်းတင်စာမျိုးကလာမဲ့တကြံမှာ2016ခုနှစ်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့မဟာတကြံကျင်းပရတဲ့ရည်ရွယ်ချက်တွေကိုရှင်းပြခဲ့ရာမန္တဆောက်လုပ်ခွင့်ပြုခြင်းနဲ့ပတ်သက်တဲ့အချက်လက်တွေကိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။နံပါတ်1ကတော့2016ခုနှစ်ဒီမဟာတကြံပွဲတော်ကာလမှာမြားပြည်သူတွေလှုပ်လှဲ့ပျော်ရွှင်သွားဆင်နွှဲနိုင်ရေးအတွက်ဒီလူလူကြီးရအောင်ဒီနော်ပေးဆိုမှုကိုပြုဖို့စီရေးအတွက် တော်တို့ဒီမတ်တပ်ကြီးကိုတနေရာတည်းမှာစုပုံပြီးတော့တောက်ခြင်းမရှိစေရန်ဖြစ်ပါတယ်။ဒါကတော့ရှင်းပါတယ်။တနေရာတည်းမှာမတ်တပ်တွေအားလုံး centralize ဖြစ်နေတာမျိုးကိုကျွန်တော်တို့မလိုပါဘူး။မတ်တပ်တွေအားလုံးတနေရာတည်းမှာ centralize ဖြစ်နေခြင်းအဖြစ်ကျွန်တော်တို့ဒီလိုတွေပြည်စိတ်ဒီလိုပိတ်ဆို့မှုတွေဖြစ်နိုင်လို့လုံလုံလေးအရာဖြည့်ရှင်ရတဲ့နေရာမှာလည်းအများခက်ခဲပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဒါကိုရွေးချယ်နံပါတ်1အနေနဲ့ထားပါတယ်။ နံပါတ်၈ကတော့ကျွန်တော်တို့နိုင်ငံမှာနိုင်ငံနိုင်ငံသားအားလုံးလည်းဒီပါတယ်။တဘာဘာအခုရင်းဆုံးကာလပါတယ်။တိုင်းမျိုးညာဒီလူလူပါ။အဲ့တော့ဒီအမီညိုညာဒီလူလူကြောင့်ပြင်းထန်စွာခံစားရမယ့်အခြေအနေတွေရှိပါတယ်။လာမဲ့နောက်တလခွဲကြည့်ကိုရန်ကုန်မြို့မှာတကယ်ကိုရေရှားပါမယ့်ပြဿနာတွေကိုအကြီးအကျယ်တုံ့ပြန်လာနိုင်စရာရှိပါတယ်။ဒါကိုဘုရားဝါသာပညာရှင်ဆရာကြီးထုံးနေတာဒီလိုအကျယ်ကိုပြောကြားပါမယ်ဖြစ်ပါတယ်။ ဲ့တော့အဲဒီမျိုးကြောင့်ရေရှားပါလာတဲ့ပြဿနာကိုကျွန်တော်တို့ဟာကျူတင်ကာကွယ်ဖို့လိုအပ်လာပါတယ်။ရန်ကုန်မြို့နယ်ဒီတောင်တောင်မြို့နယ်တွေကိုရေပြိုးဝင်မှုနှင့်ရာလက်ရှိရှိနေတဲ့ရေငယ်ကြီးတွေကနေပြီးတော့တတ်မှတ်ထားတဲ့ရေ level အောက်ရောက်အောင်ပေါ့နော်။ဟုတ်တတ်မှတ်ထားတဲ့ရေ level ကအောက်ရောက်သွားအောင်ကျွန်တော်တို့ဟာဒီရေရှားပါမှုပြဿနာကိုကျူတင်ကာကွယ်ထားမှာဖြစ်ပါတယ်။ဒါကကျွန်တော်တို့ဘာကြောင့် ထည့်ထားတဲ့ရွေးချက်လက်ဆိုတော့နံပါတ်1အချက်ပါနံပါတ်3အနေနဲ့ကတော့ကျမတို့ဒီရန်ကုန်တိုင်းဒေသကြီးအင်းမှာအာခရိုင်လေးခုမှာဖွဲ့ပြီးတော့ခရိုင်ဘုံမန်တက်ကြီးပြုလုပ်ပြီးမြို့နယ်လိုက်အနှံ့ပြားစီကားတိုင်းနဲ့ဆိုတာကျမနိုင်ရေးပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုနံပါတ်1ရွေးချက်ဖြစ်တယ်ကျမတို့ကဆန်ထရိုက်ဖြစ်တာကိုမဖြစ်စေချင်ဘူးလုံလုံရေးရပေါ့လမ်းကျမဲ့ပြဿနာတွေကြောင့်အဲဒါကြောင့်မလို့ကျမတို့ကမြို့နယ်အလိုက် ရက်ကွက်လိုက်စီကားစီကိုလည်းဆန္ဒကြောင်းခရိုင်လေးခုမှာဗဟိုမန်းတက်လေးခုပြီးဆောက်ပြီးတော့စီကားတိုင်းတိုင်းစွာကျင်းပနိုင်စီရေးဆိုတဲ့ဟာကျမတို့ရဲ့တတရားများရှိရဲချက်ပါနံပါတ်၄ကတော့ကျမတို့ရဲ့မြမရွေးရတဲ့ကြံပွဲတော်ကိုခုလုံးလုံးပြီးတော့စီပွားရှာတာပါဒါကခုနကဝန်ကြီးချုပ်ကြီးပြောသွားသလိုပဲနှစ်ပေါင်းများစွာမှားတယ်လုပ်ခဲ့တဲ့အနေအထားမှာကျမတို့လူငယ်တွေအနေနဲ့က မားတွေအားလုံးအမှန်လို့ထင်နေတဲ့ကိစ္စပါတကယ်တမ်းကျတော့ကျမတို့မြန်မာနိုင်ငံမှာရှိတဲ့တချံပွဲတော်ကတကယ်ဟိုထင်ရှားတဲ့ပွဲတော်ကြီးတစ်ခုပါတကယ်ဟိုဂုံယူစရာကောင်းတဲ့ပွဲတော်ကြီးတစ်ခုပါဒီလိုထင်ရှားပြီးဂုံယူစရာကောင်းတဲ့ပွဲတော်တစ်ခုကိုစီးပွားရေးအထက်တန်းဆက်ဆံခုလုံးလုံးပြီးတော့လုပ်စားနေတာမျိုးကိုကျမတို့အနေနဲ့အားမပေးပါဘူးအားမပေးတဲ့အတွက်ကြောင့်မို့လို့ကျမတို့ရွေချက်အနေနဲ့နံပါတ်၄အနေနဲ့ထားရှိချက်ဖြစ်ပါတယ်နံပါတ်၅ကတော့ ကျွန်တော်တို့အကြံပေးတော့ကာလမှာဒီကဲတဲ့နှစ်တွေကလည်းကျွန်တော်တို့နိုင်ငံနိုင်ငံသားတွေအကုန်လုံးသိပါလိမ့်မယ်။ဘာလဲဆိုလို့ရှိရင်လူငယ်တွေရက်ဒီစာတောက်စားတဲ့မြစ်စီပေါ်တင်းဆွဲတဲ့ခံစားရပါတကယ်တမ်းကျတော့ကျွန်တော်တို့ရန်ကုန်တိုင်းရန်ကုန်မြို့ကကဘာမှာဒုတိယအများဆုံးဆေးရဘူးရစီရဖမ်းမိခဲ့ပြီးရမြို့တစ်ခုပါ ျွန်တော်တို့လူငယ်တွေကြားထဲမှာလည်းမူရစ်စေဝါသုံးဆွဲတဲ့ခန္ဓာတွေအရန်ကိုမြင့်တက်နေပါတယ်။သူတို့ဖြစ်သူတို့ကြံကာလတွေမှာဆေးပြောင်းရောဆေးရည်ရောသုံးဆွဲပြီးတော့ပျော်ပါမူရစ်နေတဲ့ခန္ဓာတွေအများကြီးပြရှိနေရပါတယ်။လူငယ်တွေကကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ပါ။ဒါကြောင့်မို့လို့လူငယ်တွေကိုဒီလိုမူရစ်စေဝါတွေသုံးဆွဲပြီးတော့ပျော်ပါနေတာမျိုးမရှိအောင်တရားဥပဒေစိုးမိုးရေးပို့ပြီးတော့အားကောင်းလာအောင်ဖြစ်စေခြင်းနဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ တကြံပွဲတော်ကာလအတွင်းမှာလူငယ်တွေအရက်ဒေသဘူးရက်ဒေသတုံဆွဲမှုမြမရွေးရရင်ကျင်းမှုကိုထိခိုက်စေမဲ့ပြုမှုပြောဆိုတွေဝတ်စားဆင်ရမှုတွေကိုကာကွယ်တားဆီးရန်ဆိုပြီးတော့ကျမတို့အရည်ရွယ်ချက်နံပါတ်၅အပြင်ထားပါတယ်။နံပါတ်၆နေကတော့ကျမတို့ဒီရွေးရရင်ကျင်းမှုကိုထိမ့်သိမ့်တိုက်နာဖို့အတွက်ကောင်းထယ်ဖော်တဲ့ရည်ရွယ်ချက်ပါ။ဒါကတော့ဒီမဟာတကြံတန်ချက်တွေကိုပေါ်ပေါက်စေရတဲ့အတွက်ပါ။အဲ့တော့မဟာတကြံမှာတန်ချက်တွေအများကြီးပေါ်ပေါက်လာဖို့အတွက်က အရှိရခင်ရတဲ့လူမျိုးကျမတို့ဒီကြံတန်ကျက်စာသားတွေကိုတိတိကျကျစီစစ်နေတော့မှာခုံးပါအောင်ကြံတန်ကျက်စာသားတွေမှာကျမတို့တကယ်တန်ကျက်အဖွဲ့တွေအားလုံးရဲ့တာဝန်ယူမှုတာဝန်ခံမှုပေါ်ပါလေဒီပြီးတော့ကျမတို့လုံဆောင်ပါပါအကောင်လုံးဒီတန်ကျက်အဖွဲ့တွေကိုလွတ်လွတ်လပ်လပ်လွတ်လပ်စွာရှင်းပြပြောဆိုရှင်းပပိုင်ဝင်ရှိပါတယ်အမုန်းပွားစေတဲ့စကားမျိုးပါဝင်လာမျိုး เนาะဒါမျိုးတွေပေါက်ွဲမယ်ဆိုလို့ရှိရင်လည်းဒီတန်ကျက်အဖွဲ့ပြောတယ်ပြောတဲ့ဆိုတဲ့သူတွေရဲ့တောင်းဝန်ယူမှုတောင်းဝန်ခံမှုအပိုင်းပေါ်မှာတခါလေးယူပြီးလက်ရှိဒီဇယ်တရားဥပဒေရတဲ့ထိထိရရောက်ပြီးယူသွားမှာပါနောက်ဆုံးအချက်ဖြစ်တဲ့နံပါတ်9ချက်ကတော့ဒီ2016ခုနှစ်မဟာဒဇန်ပွဲတော်မှာအမှန်တကယ်ယူကစားတဲ့သူတွေအတွက်ကိုပဲမန်တန်ဆောင်လုပ်ပေးပါပြင်ကြည့်လို့ရရှိစေပါတယ်ကျမတို့ဒီမီဒီယာလောကမှာတက်နိုင် ကောလာဟလအချို့ရှိပါတယ်။ပါမစ်ဒဇောင်းကိုဝေးချက်သိမ်းမနေရနဲ့ပေါင်းစည်းရှိတာတို့တကယ်မန္တန်ဆောင်လို့ပဲတူနေလက်ထဲကိုမရောက်ပဲနဲ့ဂျားပွဲစားနေတဆင့်လုပ်ပြီးတော့မှတကြံဆောင်လို့ခင်ရတာမျိုးအကောင့်တွေပဲဖြစ်တာမျိုး transfer တွေပဲဖြစ်တာမျိုးမဖြစ်အောင်လို့ကျမတို့ကပွင့်လင်းမြင်သာတဲ့ဆောင်ရွက်ချက်ကိုဖြစ်ချင်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ဒီ နံပါတ်9ဖြစ်တဲ့2016မဟာဒဉ္ဇဉ်ပွဲတော်မှာမှန်တကယ်ရေကစားနေတဲ့သူတွေအတွက်ပုံပဲဆောက်လုပ်ခွင့်နော်လုပ်ခွင့်ပါမစ်ကိုလက်ဝယ်ရရှိအောင်အတွက်ကျွန်တော်တို့ကြိုးပမ်းချက်ထားပါတယ်အဲ့ဒီတင်းစားရှင်းတဲ့ဘက်မှာတရင်တော်ရဲ့မေးမြန်းမှုတွေကိုတိုင်းနေသားကြီးအစိုးရတာဝန်ရှိသူတွေကပြန်လည်ဖြေကြားခဲ့ပါတယ်။2016ခုနှစ်တိုင်းနေသားကြီးအစိုးရအဖွဲ့ရဲ့မဟာသဂျန်ကျင်းပရတဲ့ရည်ရွယ်ချက်တွေကိုတော့အချက်9ချက်နဲ့ဖော်ပြထားခဲ့တာဖြစ်ပါတယ်။ အခုလိုဆောင်ရွက်တာပြီးပြည့်စုံပြီးရင်ကျေးမှုကိုထိန်းသိမ်းတဲ့ပွဲတော်မဟုတ်ပေမဲ့ပထမဆုံးခြေလှမ်းဖြစ်တယ်လို့ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောဆိုခဲ့ပါတယ်